ကောင်းလောလောပေါ့ကတ်ဆိုပါချက်ချင်းတီထွင်ပြီးပေးခဲ့ရတဲ့ရော်နယ်ဒိုရဲ့အလန်းစားသွင်းကိုပရိသတ်များလုံးဝမေ့လာများရွှေရောအိုင်ဘတ်ကွန်ရှင်ကိုအွန်လိုင်းအင်ဂျင်ကနေပြန်လည်ကြိုးလိုက်ပါရင်2009ချန်ပီယံလိမှာပေါ်တိုအသင်းဘက်ကိုသွင်းယူခဲ့တဲ့ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ဒုံးပြန်ကန်ချက်သွင်းကဘောလုံးတမိုက်မှာရှာရှာပါပါဖြစ်နိုင်စရာမရှိတဲ့သွင်းကိုတကောဖြစ်ပါရင်ယူဝဗေဒသဘောတရားတွေအရဘောလုံးသွားရနှုံးဟာပြင်းထန်လို့မီဖြစ်နိုင်ခြေနေတဲ့ကိုပါပင်ဒီသွင်းကိုပရိသတ်တွေတော့မှအံ့ဩရမယ်ဆိုရင်ကွင်းထဲကကိုတိုင်ကိုကြကြီးရှုနေတဲ့ယူနိုက်တက်အသင်းပေါ်တွေဆိုရင်ပိုတော့အံ့ဩရသေးတာပါ။ ဒီကောကောအနီးကပ်မြင်တွေ့ခွင့်ရခဲ့တဲ့ Rio Ferdinand ကတော့အခုလိုပြောပါရင် Ronaldo ရဲ့ပရိသတ်တွေကို CR7 ရဲ့အကောင်းဆုံးအတွင်းကောကဘယ်ကိုလဲလို့မေးရင်ဂျိုနက်ဘက်ကိုတွင်းယူခဲ့တဲ့ Bicycle ကန်ချက်တွင်းကောလို့တော်တော်များများဖြေကြမှာပါ Ronaldo ကရင်ကလည်းသူ့ရဲ့ကစားမဘွားအကောင်းဆုံးအတွင်းကောကိုဂျိုနက်ဘက်ကိုတွင်းယူခဲ့တဲ့ Bicycle ကန်ချက်တွင်းကောလို့သတ်မှတ်ထားပါရင်ဒါပေမဲ့ Porto ဘက်ကိုတွင်းယူခဲ့တဲ့ဂိုးကလည်းပရိသတ်တွေအတွက်ရော Ronaldo ကိုရင်အတွက်ပါမမေ့နိုင်စရာအကြောင်းမရှိတဲ့ဂိုးပါအင်မတန်ကောင်းလွန်နိုင်အတွက်ကြောင့် FIFA ကတော့ podcast ဆိုပြီးစူပေးဝဲပထမဆုံးအကြိမ်အဖြစ်ချင်းပါကစူပေးခဲ့ရတာဖြစ်ပါရင် ဒီကောအပေါ်လုံးသမိုင်းမှာပေါ့ကက်စုကိုရရှိခဲ့တဲ့ပထမဆုံးတွင်းကိုလည်းဖြစ်ပါရင်ဒီကောနဲ့ပတ်သက်ပြီးအနီးကပ်မြင်တွေ့ခွင့်ရခဲ့တဲ့ဖာရီနန်ကကျွန်တော်ရင်ဆုံးတွေ့မိတာကဒီလိုဂိုးမျိုးကိုဒီဘက်ဘယ်လိုများတွင်းယူလိုက်လဲဆိုတာပါပဲသူကလိုက်တဲ့အကွာအဝေးကဂိုးပေါက်နဲ့ဂိုင်လေးစဲဝေးပါရင်ဘောလုံးကတနအီကိုမိုင်ပေါင်း64မိုင်လုံးနဲ့ထွက်သွားတာပါပြီးတော့သူကဂိုးပေါက်ကိုမကြည့်ပဲခေါင်းကိုလည်းငုတ်ထားပါရင် သူကန်တော့မယ်ဆိုတာကိုလည်းကျွန်တော်သိပါတယ်ဒါကြောင့်မကန်နဲ့ဟဲ့အောင်မကန်နဲ့လို့လှမ်းអော်လိုက်ပါသေးတယ်ဒါပေမဲ့သူကန်လိုက်ပါတယ်ကိုလည်းကိုသွားပါတယ်လို့ပြောခဲ့လိုက်တာဖြစ်ပါတယ်အဆိုပါ2009ခုနှစ်တုန်းကလူငယ်လေးတို့နဲ့တို့အတွက်ကတော့အမှတ်ရစရာအင်မတန်ကောင်းခဲ့ပါတယ်အဲ့ဒီနေ့မှာရတဲ့တော့ကစားသမားဘဝပြည့်ပြည့်စုံစုံမဲ့အသင်းလိုက်စူပလာရောတိုးချင်းစုစိတ်တွေရောစုံနေအောင်ရလို့ပဲဖြစ်ပါတယ်ရနေဒိုကိုရနေဒိုဆိုပြီးတော့အခုလိုကမ္ဘာအကောင်ဆုံးကစားသမားဖြစ်လာအောင်စာပြိုးရေးခဲ့တဲ့နှစ်လုံးလည်းဆိုခြင်းဆိုလို့ရပါတယ်။2009ခုနှစ်မှာပဲရနေဒိုဟာဒေါနာမီကမ္ဘာအဆင့်ကစားသမားဖြစ်ခဲ့ပြီးအိမ်မက်တင်မှန်သမျှကိုအကောင့်ထဲပေါ်တိုင်ခဲ့တာဖြစ်ပါတယ်။ ရနယ်ဒိုရဲ့ကစားသမားဘွားဘရိုင်းတိုင်းနေတဲ့မှာဒီဘရိုင်းတိုင်းကကြောက်စရာကောင်းပါရင်ဂေါ်ရင်နေသွင်းနေတာမဟုတ်ပဲနှပ်ပါတဲ့အလိန်အခေါက်တွေဘောလုံးဆွဲပြေးမှုတွေနဲ့ပရိသတ်တွေကိုစိတ်ဝင်စားအောင်လုပ်ပြနေတာဖြစ်ပါတယ်ဒီလိုနဲ့ United ဟာ Champions League Quarter Final အဆင့်မှာ Porto နဲ့တွေ့ဆုံနေခဲ့ပါတယ်ပေါ်တိုနဲ့တွေ့တာမို့ United တို့ Semi Final ကို AAC တက်သွားမယ်လို့ထင်ခဲ့ရပေမဲ့လက်တွေ့မှာခက်ခဲခဲ့ပါတယ် ်ပရမကျော်အုတ်ထွက်ဖို့မှာ United ဟာပေါ်တူကိုအနိုင်မူနိုင်ခဲ့ပဲနှစ်ကိုးစီသေးကြခဲ့တာဖြစ်ပါတယ်အဲတော့ကအဝင်ခွင့်စီးမင်းကလည်းရှိနေသေးပြီးအိမ်ခွင့်မှာနှစ်ကိုးပေးထားတဲ့ United အနေနဲ့အဝင်ခွင့်မှာပေါ်တူကိုပြက်ပြက်သားသားနိုင်မှာကိုဖြစ်မှာပါတင်ကြခဲ့ရင်တော့မှ၃ကိုးစီသေးကြမှနောက်တစ်ဆင့်ကိုတက်မှာဖြစ်တဲ့အတွက်အနိုင်ရလက်ကိုသာဖော်ဆောင်နိုင်ဖို့ကြိုးစားရတော့မှာဖြစ်ပါတယ် ပေါ်တူဂါလည်းချန်ပီယံလိမှာဆင်လာကောင်းရှိတဲ့အသင်းဖြစ်ပြီးအထူးသဖြင့်အိမ်ဝင်မှာဆိုရင်အင်္ဂလန်ကလပ်တွေကိုမရှုံးတဲ့ဆင်လာကလည်းရှိနေတာဖြစ်ပါတယ်။ဒါကြောင့် United အနေနဲ့ခံစစ်မှာကြောတဲ့ပေါ်တူဂါကိုထိုးဖောက်ဖို့အခက်တွေ့ခဲ့ရပါတယ်။ဒီလိုပွဲမျိုးတွေမှာ Ronaldo လိုကစားမမျိုးကိုပိုင်ဆိုင်ခွင့်ရတာဟာပြောစရာကောင်းပါတယ်။ကိုရပွဲအတွက်ဘောလုံးပေးဖို့မှုအချိန်နဲ့ဆင်ပြုတ်လို့နေရမလို့ဆိုလို့ကစားမ၄-၅ယောက်လောက်ကိုလည်းလိန်ခေါင်းနေစရာမလိုခဲ့ပါဘူး။ Ronaldo ကပွဲစား၅မိနစ်မှာ United အတွက်ဂိုးယူပေးခဲ့ပါတယ်။အနာဆိုင်ရဲ့ပေးပို့လာမှုကိုလက်ခံလိုက်ပြီးကွဲလဲဆက်ဝိုင်းအချော်လေးမှာပဲရော်နယ်ဒိုကရှိနေပါသေးတယ်။အဲဒီနောက်ရော်နယ်ဒိုကဘောဆာကိုတစ်ချက်ရှေ့ထုတ်လိုက်ပါတယ်။သုံးပုံစံကလည်းတစ်စုံတရာ ာကိုစိတ်ပိုင်းပြတ်ထားပြီးတဲ့ပုံစံမှာအဲ့ဒါကတော့တိုက်ရိုက်လှမ်းကဲထဲဖို့ပါပဲရယ်လိုမလုံးလောက်ဘူးလို့ထင်ခဲ့ပေမဲ့ရယ်လိုကကြည့်ရှုနေသူအားလုံးကိုအံ့အားသင့်သွားစေအောင်ဂိုင်လေးဆယ်အကွာကနေပြင်းထန်အားပါတဲ့ကန်ချက်နဲ့လှမ်းကံခဲ့ပါရင်ရယ်လိုကတနအီကို64မိုင်လုံးနဲ့ဂိုးပေါက်ထဲကို direct hit ခဲ့ပါရင်ဒီကောနဲ့ပဲ United ဟာပေါ်တူဂိုနိုင်မှုလုံလောက်ခဲ့ပါရင်နှစ်ချောင်းပေါင်း3ဂိုးနဲ့နိုင်ပြီး United တို့ semi final ကိုတက်လှမ်းသွားနိုင်ခဲ့တာဖြစ်ပါရင် အဆိုပါ2009ခုနှစ်မှာပဲ FIFA ကတနစ်တာအကောင်းဆုံးသွင်းယူခဲ့တဲ့အလှပအဆုံးနဲ့အကောင်းဆုံးသွင်းကိုတွေအတွက်ပိုကက်စုကိုစပေးခဲ့ပါတယ်။ Ronaldo နဲ့ပထမဆုံးပိုကက်စုကိုပေါ်တိုဘက်သွင်းယူခဲ့တဲ့ဂိုးနဲ့ရရှိသွားခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကလောက်ပါမယ်။နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။